အဲ့တော့ဒီနေ့မှာဝင်စင်ကကြောင်စေးပင်ညာပဲပြောတာမှာဖြစ်ပါတယ်။ကြောင်စေးပင်ကလေးကြပေါက်ပါတယ်။ယူရိုလိုမျိုးအာချလိုမျိုးပြီးတော့မြောက်မေရိကလိုမျိုးနေရာတွေမှာလေးကြပေါက်တယ်။ဒါပေမဲ့နေရာပုံမူတည်ပြီးတော့ပုံစံတွေကမတူဘူးပေါ့နော်။မြန်မာနိုင်ငံမှာကတော့ဒီပင်ပေါ့နော်။အမြက်ကိုစားတယ်။အခြားနေရာတွေမှာကြာတော့အရွက်ကိုစားတဲ့ကြောင်စေးပင်မျိုးပေါ့နော်။ကြောင်စေးပင်မှာဘာပါလဲဆိုတဲ့အခါကျတော့အာဓာတု တက်တစ်မျိုးပါတယ်ပေါ့နော်တဘာဝကရတဲ့ဓာတ်လုံးတက်တစ်မျိုးပါတယ်သူ့ဘာလို့ခေါ်လဲဆိုတဲ့အခါကျတော့နပါတလတုံးလို့ခေါ်တယ်ပေါ့နော်အဲ့ဒီဓာတ်ကအကြောင်းလေးတွေကိုဆွဲဆောင်တယ်ဆွဲဆောင်ပြီးတော့မှစားတယ်ဆိုလို့ရှိရင်အာတက်ကြွစေတယ်ဆော်ရဲပြောရင်တခါတချို့ကြောင်တွေမှာကြတော့ဟိုခမ်းဖြစ်သွားတာပေါ့နော်ပတောင်တာဖြစ်စေတယ်တခါလေကြလို့ရှင်စိတ်ပြည်စည်ကြရောပါရောကြစေတယ်ပေါ့နော်အဲ့တော့အဲ့ဒီဓာတ်ပါလို့ကြောင်လေးတွေကကြောင်စိတ်ပြည့်ကိုယူမှုကြကြတာဖြစ်ပါတယ်လို့ဟုတ်ဟုတ်ဟုတ် တော့ तू อ่ะတဘာဝကရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟို safe ဖြစ်တယ်ဗောနော်သူ့ရဲ့ဘေးရဆိုးကျိုးတွေရှိရှိလားလို့ပြောတဲ့အခါမှာသူ့အလွန်ကြွံကြွေးရင်တော့လို့ပြောမယ်ကြောင်လေးတွေကပို့ပြီးတော့မှတက်ကြွလွန်လာပြီးတော့မှတစ်ခါတလေရန်လိုတဲ့နေသားအထိဖြစ်တတ်တယ်ဗောနော် ။ပြီးတော့အများကြီးကျွေးမယ်ဆိုလို့ရှင်အန်နာတို့ဝင်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ဒါကတော့ဘေးထွက်ဆိုကြိုးတွေပေါ့။ကြောင်စည်ပင်ကိုဘလိုဘလိုပေါ့နော်ကျွေးတင်လဲဆိုတဲ့အခါကျတော့နေ့တိုင်းမကျွေးတင်ဘူး။တစ်ပတ်မှာ3-4ချိန်လောက်ကျွေးရင်အဆင်ပြေပြီပေါ့နော်။ပြီးတော့ကြောင်စည်ပင်ကိုကျွေးပြီးသွားလို့ရှင်တို့ကစားစားပြီးချင်းအာ9မိနစ်ကနေပြီးတော့15မိနစ်အတွင်းမှာသူ့ရဲ့အာနိသင်တွေပြရဲပေါ့နော်တက်ကြွရတာတွေလှုပ်လှုပ်ရှားဖြစ်တာတွေဒါမှမဟုတ်ရှင်လည်းငြိမ်တာတွေပြရဲပြီးရင်တော့အဲ့ဒါကြီးကအဲအဲ့9မိနစ်ကနေ10မိနစ်နောက်ပိုင်းမှာတော့ ပြတ်သွားတယ်ဗောနော်ပြီးတော့မှနိုင်ယူက2နိုင်လောက်ကြာမှကြံလန်းစားတာပြီးအဲ့လိုမျိုးတုတ်ပြတ်တယ်ဗောနော်ပြီးတော့ကြောင်တိုင်းကကြောင်စေးပင်ကြိုက်လာဆိုတော့ကြောင်တိုင်းမကြိုက်ဘူးဗောနော်90ရာခိုင်နှုန်းကပဲကြောင်စေးပင်ကိုကြိုက်တာတယ်30ရာခိုင်နှုန်းကကြောင်စေးပင်ကိုအာဓာတ်မတုံ့ပြန်ဘူးဗောနော်ပြီးတော့6လအောက်ကြောင်ပေါက်လေးတွေဆိုလို့ရှိရင်လေကြောင်စေးပင်ကိုကြိုက်မှာမဟုတ်ဘူးလို့ဆိုတော့ ။ဘာဖြစ်လို့လဲဆိုတော့သူတို့မှာကဒီအာယုံခံစားတဲ့ဟာလေးတွေကမဖွင့်မျိုးသေးဘူးပေါ့နော်။ဆိုတဲ့အခါကျတော့6လောက်ကြောင်းနေဆိုလို့ရှိရင်လည်းကြောင်းစေးပင်ရဲ့အာမီတင်ကိုသိမှာမဟုတ်ပါဘူးတဲ့။ဟုတ်ဟုတ်တယ်ပြီးတော့ပါနော်။ပြီးတော့ကြောင်းစေးပင်ကိုအာချင်ချင်လေးကိုဖယ်ရှားဖို့လည်းတုံးတယ်ပေါ့နော်။ချင်စေးနေလည်းတုံးတယ်။ကြောင်းစေးပင်မှာပါတဲ့ဓာတ်ကချင်နေမကြိုက်ဘူးပေါ့နော်။ဟုတ်တယ်ဟုတ်တယ် ပြီးတော့ကြောင်ဆေးပင်ကိုကိုကြောင်လေးတွေအတွက်ဘယ်လိုပြိုးထားရမလဲဆိုလို့ရှင်သူ့မှာဒီမှာဒီပါရဲပေါ့နော်အစီလေးအစီလေးတွေကရှင်းလာပြီဆိုလို့ရှင်သူ့ကတူတူလေနဲ့လွှင့်ပြီးတော့မှမြုပ်ွားတယ်ပေါ့နော်ဒီရန်လေးအပွားလွယ်တယ်အဲ့တော့ဒီတိုင်းပဲဒီအရင်တပင်ရှိပြီဆိုလို့ရှိရင်အိမ်မှာအများကြီးတော်တော်မျိုးပွားနိုင်မယ်ပေါ့အဲ့တော့ဒါကတော့ကြောင်ဆေးပင်ကြောင်ဖြစ်ပါတယ်တတ